လုံးမင်္ဂလာပါရှင် သူကဆွေးနွေးပေးနေတယ်ပေါ့နော် ECCD ပညာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ပေါ့နော် teaching approach and method အကြောင်းလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီမှာသင်ကြားနည်းတွေမှာပေါ့နော် ကျွန်မဖန်တီတီထွင်ကစားခြင်းအကြောင်းလေးကိုဆွေးနွေးပေးနေတာလည်းဖြစ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်မတို့ဒါဟိုဖန်တီတီထွင်ကစားခြင်းအကြောင်းလေးကိုမနေ့တော့ဆွေးနွေးပေးခဲ့တယ်ပေါ့နော်အဲ့ဒီကကစားခြင်းနည်းတွေမှာကိုဖန်တီတီထွင်ကစားခြင်းကိုခေါင်းစဉ်တစ်ခုအနေနဲ့ကျွန်မဆွေးနွေးပေးခဲ့ဆွေးနွေးလို့ပြီးသွားပါပြီယနေ့ဆွေးနွေးမှာလေးရတော့ကျွန်တော်တို့ ဲတို့ရေတို့နဲ့စော်ကစားခြင်းမှာမိမျိုးစုံနဲ့ကလေးတွေကိုစော်ကစားခွင့်နေပေးရမှာလည်းဖြစ်ပါတယ်ခုဒါကြောင့်ကျွန်တော်တို့ကနေ့ဆွေးနွေးမှလေးရသူတို့ကိုတဲတို့ရေတို့နဲ့စော်ကစားခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့တော့ဟိုကျွန်တော်တို့ရဲ့လူကြီးမိဘတွေဆရာသမားတွေပေါ့နော်အုပ်ထင်းသူတွေကကလေးတွေကိုဒီလိုမျိုးတွေကင်လိုက်ပြီးဆိုရင်ညပတ်ကုန်မဲယောဂပိုးတွေအဲရရှိကုန်မဲပေါ့စိုးရိမ်နေတာပေါ့နော်ကိုကလေးတွေကို တခုခုဖြစ်မှာရဟန်းဆိုရင်ကြတာဒါမိခင်နေဖခင်နေရဲ့မေတ္တာပါအဲဆရာသမားတွေရဲ့မေတ္တာတွေပေါ့နော်သို့တော်ညာလည်းเออกษาขึ้นတော့ပြရမယ်ဒါမှလို့ဘာလို့သူတို့ညစ်ပတ်နေပြီဆိုရင်ပြန်ပြီးတော့တန့်ရှင်းအောင်เนาะကျွန်တော်တို့ဒီဒါစနစ်တကျပေါ့เนาะတန့်ရှင်းအဲဆက်ပြားတို့ရေတို့เนี่ยပြန်နေပြီးတော့တန့်ရှင်းတန့်ရှင်းတတ်အောင်မိမိခန္ဓာကိုယ်ညစ်ပတ်နေပြီဒါกษาမှာပဲกษาတဲ့အခါမှာတော့ ချွေးတွေထွက်မယ်အဲချွေးတွေထွက်မယ်နောက်တစ်ခါကျွန်တော်တို့ဒီသူတို့ကင်တွေလိုက်တဲ့ပစ္စည်းတွေရဲ့ဟာနေပြီးတော့ပေါ့နော်သူတို့ရဲ့ခန္ဓာကိုယ်ပေါ့ပြန်နေတန့်စင်ဖို့လိုတယ်ဒါမျိုးလေးတွေကိုဒါလေ့ကျင့်ပေးထားကြရမယ်ကစားမယ်ကစားပြီးလို့ရှိရင်လက်ကလေးတွေစေးကြမယ်ပေါ့ဒါမျိုးပေါ့နော်အဲ့တော့ကြတော့ကစားခွင့်ပေးပါလို့ကျွန်မအနေနဲ့ ဆွေးနွေးပြစီတဲတို့ရေတို့နဲ့စော်ကစားဝင်ပေးရမယ်လက်တီညစ်ပေးသွားရင် ပြန်ပြီးတော့တန်းစင်တက်တဲ့တက်စင်တက်တဲ့အလေးထားလေးရှိအောင်မှာလေ့ကျင့်ပြောထောင်ပေးထားလို့ရှိရင်သူတို့တွေယောဂပုံမအန္တရာယ်ကဆက်မှကင်းဝေးသွားမှာလည်းဖြစ်ပါလေရှင်အဲ့တော့ကလေးတွေကိုကျမတို့ဒီထဲမှာကျမဒီကောင်းစင်လေးမှာဆိုရင်တဲတို့ရေတို့နဲ့စော်ကစားခွင့်ပေးမယ်ကျမတို့ဆိုရင်တော့တအား တဲတွေနဲ့လေကစားတာတဲဖို့မို့ဆိုရတာဒါကကလေးတွေပြောတာလေကျမကိုလည်းကစားခဲ့တာပဲလေဟိုကစားတယ်တဲနဲ့ကတဲတွေမှာလှိုက်ကောင်းနေလို့တယ်နောက်တကတဲပုံစည်းတီလေးတွေတီးတယ်ပေါ့နော်အဲအစင်စင်အစင်စင်လေးတွေလုတ်တယ်ဟာတဲတွေကိုဆုပ်ဆုပ်ပြီးတော့အတုံးတုံးတုံးလေးတွေနဲ့ပေါ့နော်အဲတိုင်းကြီးတွေလုတ်တယ်ပေါ့အမျိုးမျိုးလုတ်ချင်တာစိတ်ထဲမှာရှိတယ်လုတ်တာဟိုကျမတို့ဒေတာတွေက တဲတို့ရွှွန်တို့ကပေါ်တာဆိုတော့เนาะအဲ့တော့ကြတော့အဲ့ဒါကြီးနဲ့လက်ကစားကြတယ်အဲကင်တွေရတာကိုပဲစိတ်ထဲမှာကြည်နေတယ်ပေါ့เนาะသူတို့ဒီတော်တို့ရဲ့ဒီပထဝီပထဝီဓာတ်နဲ့ထိတွေ့လိုက်တဲ့အခါမှာခန္ဓာကိုယ်ရဲ့ပေါ့เนาะသွေးလက်ပတ်မှုကပိုကောင်းတယ်လို့တော့ကျမကတော့သုံးသပ်မိတယ်လေ့လာမိရပေါ့เนาะဒါကြောင့်ကလေးတွေကိုသူတို့ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာလဲ တံမာဖွံ့ဖြိုးတံမာစေဖို့အတွက်စော်ကစားခွင့်နေပေးရမှာလည်းဖြစ်တယ်။ဒီမှာဆိုရင်သဲတို့ရေတို့နဲ့စော်ကစားခွင့်ပေးမယ်။သဲပုံလေးတွေနဲ့သူတို့စိတ်ကူးထဲမှာပေါ်တယ်လို့ပုံတံတန်တွေသဲတွေနဲ့ပုံတံတန်တွေပေါ်ကြလိမ့်မယ်။เออบ่เนาะเอ้ตุ๊ญะเฮียเสียแต่รอตั้วกะซาโลรอบ่ဖြစ်မျိုးကိုว่าကိုဖိုက်ကိုမိမိရဲ့ကလေးတွေမိမိအောင်ပဲဖန်တီးပေးထားဖို့လိုတာလည်းဖြစ်ပါတယ်ဟာဒီမှာဆိုလို့ရှိရင်เอ้ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ ဒါမိကလေးတခုပေါ်တာပေါ့ဖောနေတာပေါ့ကလေးอ่ะเนาะသူ့ရဲ့စိတ်ကူးထဲမှာဟိုကျွန်တော်တို့ဒီငါกินတို့ဘာတို့မှာခဲတွေခဲပတ်တာဟိုအဲ့ခဲပတ်တွေကို तू อ่ะဒီခဲပတ်တွေဆိုရင်တော်တော်တော်များအမိုက်တောင်းနေပဲလွတ်ပြေးတာလေတကယ်တော့ဒီခဲပတ်ကကလေးတွေအတွက်ကြတော့ကစားဖို့အတွက်သုံးဝင်နေကလေးတွေอ่ะဒီခဲပတ်ကိုသုံးပြီးခဲပတ်ကကြတော့ဘာလို့ဆိုမြောင်းကြီးပေါ့မြောင်းကြီးမြောင်းပေမှာသူတို့ကအဲပေါ့နော်ရေတွေစီးဖို့ မြောင်ပေါ့အဲ့မြောင်ပေမှာဆိုလို့ရှိရင်ပင်ကွင်းငယ်ကလေးတွေရှိမယ်တစ်ပင်တသေးလေးတွေရှိမယ်ဒါလေးတွေ ਨੇ ဒီထဲမှာရေလေးလောင်းချလိုက်လို့ရှိရင်ခဲဘတ်တန်းရေလေးတွေစီးသွားဒါပေမဲ့ကြီးလိုက်တဲ့အခါမှာကလေးကသူ့စိတ်ကူးထဲမှာဘာအနေနဲ့ကစားနေအောင်ဆိုရင်မြစ်တစင်းတွေကိုမြစ်တစင်းကိုသူပုံပေါ်ပြီးကစားနေတာမြစ်ရဲ့ဘေးမှာတစ်ပင်လေးတွေရှိမယ်ကြောက်တုံးလေးတွေရှိမယ်နောက်တစ်ခါငှက်ကလေးတွေရှိမယ်ဒါလေးတွေကိုကလေးကဒီပေါ့နော်တဲတို့ရေတို့ကိုအသုံးပြုပြီးတော့ကစားနေခြင်းလည်းဖြစ်တယ်ဒါဟာဒီထဲမှာတော့ တာသူသူ့ရဲ့ကစားဖို့ပစ္စည်းအနေနဲ့ကဒီကျွန်တော်တို့ဒီမြစ်တစင်းကိုပေါ်ပေါ်ဆောင်မှုအတွက်ကသူ့စိတ်ကူးထဲမှာပေါ်လာတာလေဒီကပြောင်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 နဲ့ဒီခဲဘက်ကလေးကဒါမြစ်ရဲ့ဟိုပေါ့နော်ရေတွေစီးဖို့အတွက်မြစ်ကြီးပေါ့အဲဘေးမှာတော့တစ်ပင်လေးတွေရှိမယ်ပေါ့ဒါမျိုးလေးနဲ့ကလေးရဲ့စိတ်ကူးထဲမှာပေါ်လာတဲ့အဲစိတ်ကူးတိုင်းပေါ့နော်သူတို့ ကစားနေခြင်းလည်းဖြစ်တယ်ဒီလိုမျိုးလေးတွေကစားခွင့်တွေကိုလည်း မိပါတယ်အုတ်ထင်းသူလူကြီးမိပါတယ်ကပေးရမှာလည်းဖြစ်တယ်။ဒါကြောင့်တဲအဆိုးကို ပုံစံမျိုးမျိုးနဲ့တိဆောက်ကစားလို့ရတယ်။ဟုတ်ပြီနားရကခဲဘက်ခင်းပြီးတော့ပေါ့နော်တဲကန်ထဲမှာခဲဘက်ခင်းပြီးတော့မြစ်ပြုတ်လုံနေတာတဲတွေရှိရနေရတာတဲတွေအများကြီးရှိရနေရတဲ့မှာခဲဘက်ခင်း ညက်ကလေးနှဲ့ရုပ်ကလေးတွေပေါ့တစ်ပင်ရလဲတစ်ပင်ရုပ်ကလေးတစ်ပင်ပေါ့တကယ်အရှိတစ်ပင်လေးရဖြစ်မယ်ဒါမျိုးလေးတွေနဲ့ကြောက်တုံးလေးတွေနဲ့ပေါ့လို့သူဟာမြေတစင်းပြုတ်လုတ်ပြီးတော့မြေမြေတစင်းပြုတ်လုတ်တန်းကစားနေခြင်းဖြစ်တယ်အဲ့လိုမျိုးကစားခွင့်တွေကိုကစားလို့ရအောင်အကူကြီးပေးရမှာလဲ ပေးရမယ့်သူတွေကဆရာသမားနဲ့အုပ်ထင်းသူလူကြီးမိပါတွေဖြစ်တဲ့ဒီလိုမျိုးကစားခွင့်ပေးလိုက်ခြင်းဟာကျမတို့ရဲ့ကလေးတွေကိုစိတ်ကူးစိတ်ကဲတန်းနေလက်တွေ့အသုံးချနိုင်တဲ့စွမ်းရည်ကိုတိုးတက်စေတယ်။ကလေးရဲ့စိတ်ကူးထဲမှာရှိနေတဲ့စိတ်ကူးတွေကိုလက်တွေ့အသုံးချနိုင်တဲ့စွမ်းရည်ကိုတိုးတက်စေနိုင်တယ်။ဒါသူ့ဘဝအတွက်အရေးလဲကြီးတယ်။ဒါကြောင့်ဒီလိုမျိုးပေါ့နော်။တဲတို့ရေတို့နဲ့စောကစားခွင့်နေပေးရမယ်။အဲ့လိုပေးခြင်းအပြင်စိတ်ကူးစိတ်တန်းနေတယ်။ အဲ့ဒီစိတ်ကူးစိတ်တမ်းတွေကိုလက်တွေ့အသုံးချနိုင်တဲ့စွမ်းရည်တွေဖြစ်တိုးတက်လာစေမှာလည်းဖြစ်ပါရဲ့ရှင်။နောက်ပြီးတော့ရေနဲ့စော်ကစားခြင်းတွေရေနဲ့စော်ကစားခြင်းမှာတော့မျိုးမျိုးလို့စော်ကစားခွင့်ပေးလို့ရတယ်။ဒီမှာဆိုရင်ရေစိမ်ဘောလုံးပျော်လေးတွေနဲ့စော်တာအဲ့လိုမျိုးပျော့စီစီလေးဆိုကလေးလေးတွေကတအားကင်နေတာဟုတ်ဟိုကျမတို့၃နှစ်ပတ်ဝန်းကျင်ကလေးလေးတွေရာလေအဲ့လိုမျိုးကလေးတွေသူတို့ရဲ့လက်ကလေးတွေကဒီလိုမျိုးရေစိမ်ဘောလုံးပျော့ပျော့စီစီလေးတွေသူတို့ကန်ရင်းနေမှာ သူတို့လက်ချောင်းလေးတွေတန်မာလာစီမှာလက်ကောက်ဝိတ်ကလေးတွေတန်မာလာစီမယ်အဲဒါမျိုးတွေနဲ့ပေါ့နော်စော်ကစားဝိတ်နေပေးရမယ်နောက်တစ်ခါလဲဟိုကျမတို့တမယာတီးတွေကိုလေသူတို့တွေကြာကျမတမယာတီးပေါ်တဲ့အချိန်ပေါ့နော်တမယာတီးကိုကွင်းလိုက်လီကွင်းလိုက်လီပြီးရေထဲမှာထည့်အဲ့တမယာတီးကွင်းတွေကိုပြီးရင်ခတ်ယူပေါ့နော်တကူတခြားတကူနဲ့ ခတ်ယူပြီးတော့တခြားဘုံတွေကိုပြောင်းထဲပေါ့အဲ့ဒီမှာဆိုရင်တမယာတီးအားတမယာနဲ့လေးရလာမယ်ဒါဆိုရင်သူ့ကိုအနက်အာယုံအနက်အနက်ခံတဲ့အာယုံကပါသူ့ကိုဘာဖြစ်စေတုံးဆိုရင်ပို့ပြီးတော့အာယုံ၅ပါးကိုဟိုနှိုးဆွစေပြီးတော့မှတ်မိမှုစွမ်းရည်ကိုပို့ပြီးတော့အားကောင်းစေရဲ့မှတ်နိုင်တဲ့စွမ်းရည်မှတ်နိုင်တဲ့ မှတ်မိတဲ့ဉာဏ်ရည်တွေကိုပါဖွံ့ဖြိုးလာစေနိုင်တယ်။ဒါမျိုး तू ကအာယုံ၅ပါးဆိုတာကျမတို့ဒီဒီကအာယုံ၅ပါးကိုအသုံးပြုပြီးတော့အဲလှုပ်ရှားတင်ကြားတင်ယူခြင်းတွေဟာဒီမှတ်ဉာဏ်နဲ့မှတ်ဉာဏ်စွမ်းရည်တွေကိုပို့ပြီးတော့ထိုးတက်စေတယ်။ဒါကြောင့်ဒီမှာတံမြာတိတို့ကိုကွင်းလိုက်လိရေတဲ့ဟိုထက်အိုက်ထက်ထားတဲ့အကွင်းတွေကိုတခြားဘုံတွေကိုခတ်တဲ့ဒါသူတို့ကစားတာကိုကစားတာဖြစ်တဲ့အတွက်တံမြာနဲ့အရင်လေးရလာတာဖြစ်တဲ့အတွက်အနက်အနက်ဟာလည်းပဲကျမတို့မှတ်မိမှုစွမ်းရည်ကိုဖွံ့ဖြိုးလာစေတာလည်းဖြစ်ပါတယ်ရှင်။ အဲနောက်ပြီးတော့ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ရေနေတက်တဝါလေးတွေကိုရွေးထုတ်တာဟိုကျမတို့ကန်ကြီးတွေကိုကျမတို့ကလေးတွေကိုဘုံကြီးတို့ပေါ့နော်ကျမတို့တို့ရေချိုးကန်တတိလေးပေါ့အဲ့ထဲမှာဟိုတက်တဝါအစုံအယုတ်ကလေးတွေပေါ့နော်တက်တဝါအစုံကိုထည့်ထားလိုက်တာအယုတ်ကလေးတွေကိုထည့်ထားလိုက်မယ်အဲ့ထဲမှာမှရေနေတက်တဝါလေးတွေကဘရားလေးတွေတုံးဆိုတို့ဒီထဲမှာရေသေးရနေပြီးတော့ ဟိုရွေခိုင်းတာဟာတို့အဲနောက်တခါဥပမာကုန်းနေတတဝါတွေကဘာလေးတွေတို့ပေါ့အဲအဲ့လိုမျိုးလေးတွေကိုသူတို့ကိုဟိုရွေထုတ်ခိုင်းတာပေါ့နော်ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ရေနေတတဝါလေးတွေပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ကုန်းနေတတဝါလေးတွေအင်းဆက်ပိုးတွေပေါ့အဲ့လိုမျိုးတွေသူတို့တွေလုဆောင်ရင်းနေပါမော်သူတို့တွေမှာအော်ဒီလိမ့်ဆန်လေးတွေကတော့ရေနေတတဝါတွေပါရောဆိုသူ့ရဲ့မျက်ညံထဲမှာအလိုလိုမျက်မိသွားစေမှာလည်းဖြစ်ပါတယ်ဟိုရေနေတတဝါတွေကတော့ဘာတွေတော့ဆိုပြီးတော့ ဆရာလုပ်တဲ့သူကအမည်ကိုခေါ်ပေးနေစရာမလိုတော့ဘူးသူကိုယ်တိုင်ကိုပဲဒီလိုမျိုးအယုတ်ကလေးတွေရေထဲမှာရှိနေတဲ့သူအယုတ်ကလေးတွေကိုရေထဲမှာထည့်ထားလိုက်ပြီးတော့မှာပေါ့နော်သူတို့ကိုရေနေတတ္တဝါတွေရွေးထုတ်ခိုင်းခြင်းအဖြစ်အဲတဖြည်းဖြည်းနဲ့သူတို့ကဩရေနေတတ္တဝါဒီလိုတတ္တဝါတွေပါလားကုန်းနေတတ္တဝါတွေကဘလိုတတ္တဝါတွေပါလားဆိုသူတို့မှာစိတ်ထဲမှာအလိုလိုနေကြီးကစားရင်းနဲ့ပေါ့နော်ရေနဲ့စော့ပြီးကစားရင်းနဲ့ မှတ်မိသွားစီမှာလဲနားလဲသွားစီမှာလဲဖြစ်တယ်မှတ်လဲမှတ်မိသွားစီမှာလဲဖြစ်ပါတယ်ရှင်အဲနောက်တစ်ခါအဲ့လိုမျိုးလှုပ်ဆောင်ခြင်းဟာတဲ့ကလေးတွေရဲ့ လက်ချောင်းတွေကိုတန်ပါစေတယ်။နောက်တစ်ခါဒီလိုမျိုးဟိုပေါ့နော်အဲရောင်စုံဘောလုံးပြော်လေးတွေကိုလက်နဲ့ကင်ခိုင်းတာခုနရေနေတတ္တဝါတွေကိုရွေးထုတ်ခိုင်းတာတမယာသီးတွေကိုအကွင်းလိုက်လှီးပြီးတော့ရေထဲမှာထည့်ပြီးတော့နောက်ဘုံတစ်ခုတွေကိုခတ်ပြီးတော့ထုတ်ခိုင်းတာတွေဟာသူကမျက်စိကိုလည်းတုံးရတယ်လက်ကိုလည်းတုံးရတယ်တမယာသီးဆိုတော့ရနံ့ကိုလည်းရတယ်အတွေ့အထိလည်းပါတယ်အကြားလည်းပါမယ်ပေါ့နော် ရေရဲ့အတန်းခတ်ထုတ်တဲ့အတန်းဒါဆိုရင်ကျွန်တော်တို့အာယုံ၅ပါးကို အသုံးပြုပြီးတော့လုံဆောင်နေခြင်းဖြစ်တယ်ဒါကြောင့်မှက်ညံကိုပို့ပြီးတော့တိုးတက်စေရဲ့မှက်မိမှုစွမ်းအားတွေပိုအားကောင်းစေရဲ့ဒါကြောင့်လက်ချောင်းတွေလည်းတတ်မာစေရဲ့မျက်စိနဲ့လက်ပူပေါင်းဆောင်ရွက်မှုကိုဖွံ့ဖြိုးတိုးတက်လာတယ်ဟန်ချက်ညီတာပေါ့နော်အမြင်အယုံနဲ့ကျမတို့အတွေ့အထိအယုံတွေကိုဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာစေရဲ့ဒါကြောင့်အယုံ၅ပါးကိုဖွံ့ဖြိုးတိုးတက်လာစေပါတယ်ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုခုလိုမျိုးပေါ့နော် စော်ကစားနည်းအမျိုးမျိုးနဲ့ပေါ့နော်သူတို့တွေကိုကစားစေရမယ်နောက်တစ်ခါစိတ်ကူးရင်ကစားစင်းနေလည်းရှိတယ်ဒီမှာဆိုရင်ကလေးလေးတွေကြည့်ပါဦးဘုံနေချင်းနှောင်းနေထဲမှာဝင်းပြီးတော့မှန်မြောင်းနေတယ်သူတို့ကြည့်ချင်တာကြည့်မှာပဲ သူတို့စိတ်ကူးရင်တဲ့ထားတယ်လို့ကစားမယ်ကြေတာယာရီလည်းကြည်ရင်ကြည်မယ်အဲနေကိုလည်းကြည်ချင်းကြည်မယ်သူတို့စိတ်ကူးထဲမှာပေါ်တယ်လို့နောက်တစ်ခါဒီပိုင်လုံးနေနဲ့ချင်းတချင်းထဲမှာဝင်ပြီးသူတို့လည်းဟိုတယ်တယ်လီဖုန်းဆက်တန်းပေါ့နော်ကစားခြင်းလည်းကစားမယ်စိတ်ကူးထဲမှာရှိတယ်လို့သူတို့တွေဒီလိုမျိုးတွေကစားနေမယ်ဒီမှာဆိုရင်ကျမတို့ရေစေးတွေနဲ့ ခစားတယ်လက်ကလေးတွေလည်းပေးနေရပဲဒီကရေစည်းတွေကကျွန်တော်တို့လက်ဒီလိုမျိုးဒီပကြီးကိုဆွဲစည်းရလက်ချောင်းလေးတွေကိုတတ်ပါစေခစားခွင့်ပေးရမှာပါနောက်ဆိုလို့ရှိရင်ဒီကအယောင်တွေပေါ့နော်ဝါစိန်းနီးပြားပေါ့ဒီအယောင်တွေကသူတို့ကိုစိတ်ဝင်စားစေရလေအယောင်အစုံရှိနေရဆိုတော့ဒါမျိုးရင်းနဲ့ခစားခွင့်ပေးရမယ်ဒီမှာဆိုရင်သူတို့စိတ်ကူးရထားတဲ့အတိုင်းသူတို့တွေ ပကြီးရေဆွဲမယ်စိတ်ကူးရင်နာတဲ့အတိုင်းခုနလိုအပြုမှုတွေလှုပ်ဆောင်မယ်အဲဒီမှာဆိုလို့ရှိရင်အဲမိသားသမားပုံစံမျိုးပေါ့နော်တို့တွေကစားနေကြတယ်အဲလိုမျိုးပေါ့နော်တို့ရဲ့ဒီ creativity ရဲ့ imagination ဆိုတဲ့ ေဖန်တီးတီထွင်ပြီးတော့စိတ်ကူးစိတ်တန်းတွေကိုဖွံ့ဖြိုးစေတဲ့ကစားနည်းတွေလည်းဖြစ်တယ်ဒီစိတ်ကူးရင်ကစားခြင်းဟာအတုံးလေးတွေနဲ့တိဆောက်ပြီးတော့ကစားမဲပေါ့စသည်ဖြစ်ပေါ့နော် အမျိုးမျိုးကစားလို့ရတယ်ဒီလိုမျိုးစိတ်ကူးရင်ကစားခြင်းဟာကလင်းစိတ်ကူးမှာပေါ်လာတာကိုတို့ကကစားမှလည်းဖြစ်တယ်သူဘလို့ကစားရုံစိတ်ထဲမှာပေါ်လာတာကိုတို့ကစားမယ်ဒီလိုမျိုးကစားလို့ရအောင်လည်းအကူအညီပေးရမယ်အဲတို့ကစားဖို့အတွက်ပေါ့နော်ပစ္စည်းလေးတွေကိုပေါ့နော်ကျမတို့ အဲစွန့်ပြစ်ပစ္စည်းဆိုပြီးတော့ဒါလေးတွေကိုပြန်ကျွန်တော်တို့ပြန်ပြီးတော့ recycle နေနဲ့ကလေးလေးကစားလို့ရတယ်လို့ပဲကလေးရဲ့ဖန်တီးတီထွင်မှု နိုင်စွမ်းဆိုရဲပေါ့နော်ညံရီတွေကိုလည်းဖွံ့ဖြိုးလာစေမယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖြစ်တဲ့လက်ချောင်းလေးတွေလည်းတန်မာလာစေတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ကလေးတွေကိုပေါ့နော်ဒီလိုမျိုးကစားနည်းတွေနဲ့မိမိတို့ဖွံ့ဖြိုးစေလိုတဲ့အကြောင်းအရာတွေအဲခန္ဓာတွေကြီးမားချက်တွေရရှိလာအောင် နေချင်းတင် जा ပေးလို့ရရဲဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်